ဂုံတိတ်ခါကိုပြန်လဲယူဆောင်လာသူအမိုက်စားရွှေတမန်အခန်း43မှာ46အထိလူကတ်ကပန်းပွင့်တွေကြားထဲမှာဒူးတစ်ဖက်ကိုထောက်လိုက်ပြီးခေါင်းပေါ်ကမေးလိုက်သည်မင်းကိုနဲ့လက်ထပ်နိုင်မလားချေယုံကသူမရဲ့ပစက်ကိုလက်နဲ့အုပ်ကင်ထားရင်းစိတ်လှုပ်ရှားစွာဖြင့်မျက်ရည်တွေကအဆက်မပြတ်စီးကြလာခဲ့သည်စိတ်ကူးယူဆန်တဲ့ပန်းတွေအိမ်မက်ဆန်တဲ့မိအောင်တွေနဲ့ဝန်းရံထားပြီးခင်ရတဲ့အမျိုးသားတစ်ယောက်ကတံမိုးကြီးမာပြီးလှပတဲ့စိန်လက်စွပ်တစ်ကွင်းနဲ့လက်ထပ်ခွင်တောင်းတာဟာအမျိုးသမီးတိုင်းတောင်းတနေကြတဲ့မြင်ကွင်းတစ်ခုပါပဲရှုပ်ထွေးရဲ့စိတ်ခံစားမှုတွေကချေယုံရဲ့နှလုံးသားထဲမှာလိုင်းထန်နေခဲ့တော့လေ သူမကတော့ yes လို့မပြောနိုင်ခဲ့ပေ။ကျွန်မစိတ်မကောင်းပါဘူး။သူမရဲ့စကားလုံးတွေက Lucas ရဲ့မျက်လုံးထဲမှာစိတ်ပြတ်တဲ့အရေးရောင်တစ်ခုကိုဖျက်ခံနေဖြစ်ပေါ်သွားစေခဲ့ပြီးသူကချက်ချင်းပဲခါးသီးစွာပြုံးလိုက်မိသည်။ဟုတ်ပါတယ်လေ။ငါကခင်မုန်းတယောက်နဲ့ဖခင်တယောက်ရဲ့တာဝန်ကိုနှစ်ပေါင်းများစွာမကျေပွန်ခဲ့ပဲခြေယုံကိုဒီလိုကြီးမားတဲ့ဝင်ထုတ်ဝင်ပိုးကြီးနဲ့တယောက်တည်းရုံးကန်စေခဲ့မိတာပဲ။ဒီလိုတို့တောင်းတဲ့အချိန်အတွင်းမှာသူမကငါ့ကိုမြင်မြန်ဆန်ဆန်လက်ခံလာလိုက်မယ်လို့ဘာကိုများမျှော်လင့်နေခဲ့မိတာလဲ။တန်မိုးကြီးလာတဲ့ယေဒနာတွေနဲ့လက်ထက်ခွင့်တောင်းတဲ့စိန်လက်စွပ်က Lucas ရဲ့စိတ်ခံစားချက်တွေကိုဖော်ပြတဲ့နေလန်တစ်ခုသာဖြစ်သည်။ ချေယုံအနေဖြင့်ဒီလက်ဆောင်လေးကြောင့်သူ့ရဲ့လက်ထက်ခွင့်တောင်းဆိုမှုကိုလွယ်လွယ်နဲ့လက်ခံလိမ့်မည်မဟုတ်ကြောင်းလူကတ်စ်မျှော်လင့်ထားပြီးသားပင်ဖြစ်သည်။သူနှစ်ပေါင်းများစွာမျက်နှာတံပိုးထားခဲ့ရတဲ့အမျိုးသမီးကဒီလိုရုပ်ဝတ္ထုပစ္စည်းတွေကိုမမောတက်တဲ့သူတယောက်မဟုတ်တာသိချသည်။ဒါကြောင့်လူကတ်စ်ကချေယုံရဲ့ညှင်းပယ်မှုကိုခံရဖို့အတွက်စိတ်ပိုင်းဆိုင်ရာအရာကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။သို့တော်လည်းသူသဘောကျတဲ့အမျိုးသမီးကတကယ်ပဲညှင်းပယ်လိုက်တဲ့အခါမှာတော့သူစိတ်မကောင်းဖြစ်မိတာကိုမထင်ကြုံနိုင်ခဲ့ပေ။လူကတ်စ်ရဲ့မျက်လုံးတွေကမှိန်ဖြော့သွားတာကိုမြင်လိုက်ရတော့ချေယုံကစိတ်မကောင်းဖြစ်မိသွားသည်။"ကျမတကယ်ကိုစိတ်မကောင်းပါဘူး။အခုအချိန်မှာကျမရှင့်ကိုအီမီလီယာရဲ့အဖေဖြစ်ပေ"လက်ခံလို့ရသေးတယ် ျမရဲ့ခင်ပွန်းဖြစ်တော့လက်မခံနိုင်သေးပါဘူး။ရှင်နားလေပေးလိုက်မယ်လို့မျှော်လင့်ပါတယ်။လူကတ်စ်ကခေါင်းညပြလိုက်သည်။ချေယုံကသူ့ကိုလောလောဆယ်ကာတာမီသားစုနဲ့အတူနေခွင့်ပေးတာကသူတို့သမီးလေးအတွက်ကြောင့်သာဖြစ်တယ်ဆိုတာကိုသူနားလေပေးသည်။သူနဲ့ချေယုံအရင်ကလက်ထက်ခဲ့ကြတော့ကသူတို့မှာတယောက်နဲ့တယောက်ခန်းစားချက်များမရှိခဲ့ကြပေ။နောက်တော့သူကနှစ်ပေါင်းများစွာထွက်ခွာသွားခဲ့သည်။အခုမှသူပြန်ရောက်လာချိန်တွင်ချေယုံကသူ့အပေါ်မှာဒီလောက်မြင်မြန်ကြီးစိတ်ရိုင်လာမှာမဟုတ်တာသိကြပေသည်။ဒါဆိုမင်းကိုကိုရောမုန်းနေသေးလား။လူကတ်စ်ကညင်သာစွာမေးလိုက်သည်။ချေယုံတယောက်မင်းတက်သွားခဲ့သည်။ ။သူမတေချာစဉ်းစားကြည့်လိုက်တော့လူကတ်စ်ကသူမပေါ်ရင်ဆိုးရွားတဲ့အရာဘာတစ်ခုမှမလုပ်ခဲ့ဘူးဆိုတာကိုသဘောပေါက်သွားသည်။သူတို့နှစ်ယောက်ပါဝင်ပတ်သက်ခဲ့ရတဲ့အဖြစ်အပျက်ကသူတို့ပြည့်ရဲ့ဆင်ခံခဲ့ရခြင်းကြောင့်သာဖြစ်သည်။လွန်ခဲ့တဲ့၆နှစ်ကချေယုံရဲ့မိဘတွေကသူမကိုလူကတ်စ်ကမိသားစုရဲ့ငွေတွေကိုခိုးယူပြီးသူမကိုပြစ်ထားကာထွက်ပြေးသွားခဲ့တယ်လို့ပြောခဲ့ကြသည်။အဲ့ဒီအချိန်တုန်းကသူမကလူကတ်စ်ကိုတောင်းမယူတတ်တဲ့လင်ညာသူတယောက်အဖြစ်မုန်းတီးခဲ့သည်။ဒါပေမဲ့လူကတ်စ်ပထမဆုံးအချိန်ပြန်ရောက်လာတဲ့နေ့တွင်သူမမိဘတွေလင်ညာခဲ့ရဆိုတာကိုချေယုံသိခဲ့သည်။လူကတ်စ်ကသူတို့ငွေတွေကိုမခိုးခဲ့တယ်လို့သူမကိုလည်းတမင်တတ်တတ်ဆုံးပြစ်သွားခဲ့ခြင်းမဟုတ်ပေ။ လူကတ်စ်ကသူမနဲ့ထိုက်တန်တဲ့သူဖြစ်လာဖို့အတွက်ထွက်ခွာသွားခဲ့တာလို့တခါကပြောခဲ့ဘူးသည်သူကဒေါ်လာတန်ပေါင်းများစွာတန်းနဲ့စိန်လက်စွပ်တကွင်းနဲ့သူမကိုလက်ထက်ခွင့်တောင်းဖို့ရောက်လာခဲ့ရဆိုတဲ့အချက်ကအကောင်းဆုံးသက်တည်ပဲဖြစ်သည်ဒါအပြင်လူကတ်စ်ပြန်ရောက်လာပြီးတဲ့နောက်တွင်သူကကာတာမီသားစုနဲ့ရင်ဆိုင်ဖြစ်ရှင်းဖို့သူမနဲ့အတူလိုက်ပါပေးခဲ့သည်သူမကိုကာကွယ်ပေးခဲ့သည်ပြီးတော့အီမီလီယာနဲ့အတူဆော့ကစားပေးခဲ့သည်အထူးသဖြင့်အေးဆက်ပြီးကျန်းတန်းနဲ့မိုးရွာတဲ့နေတွင်သူမကိုအဲ့ဒီကြောက်စရာကောင်းတဲ့နေရာကနေခေါ်ထုတ်သွားခဲ့ပြီးသူမနေမကောင်းဖြစ်နေတော့ကတော့ပြုစုဆောင်ရှောက်ပေးခဲ့တာကလူကတ်စ်ပဲဖြစ်သည် ဒါကြောင့်တရားမြတ်စွာပြောရရင်ချေယုံကလူကတ်ကိုမမုန်းတဲ့အပြင်သူ့အပေါ်မှာအထင်မြင်ကောင်းောင်ရှိနေခဲ့သည်။ဒါပေမဲ့ဒီတစ်ခုတည်းနဲ့တော့ချေယုံကလူကတ်ကိုသူ့မရဲ့ခင်ပွန်းအဖြစ်လက်ခံဖို့မလုံလောက်သေးပေ။ချေယုံကသူ့မရဲ့အောက်နှုတ်ခမ်းကိုတင်းတင်းကြိုက်လိုက်ပြီးခေါင်းကိုအသာအရာခါရမ်းလိုက်သည်။လူကတ်ကသူ့မကိုပျော်ရွှင်စွာကြည့်လိုက်သည်။မင်းကိုကိုမမုန်းဘူးဆိုရင်ဒါနဲ့တင်လုံလောက်ပါရဲ့။ကိုကိုအခွင့်အရေးတစ်ခုတော့ပေးစေချင်တဲ့ကိုမင်းကိုတကယ်ပဲကောင်းကောင်းမုံမုံဆက်ဆံချင်တယ်။ပြီးတော့အနာဂတ်မှာမင်းကကိုယ့်ရဲ့စေတနာကိုမြင်လာပြီးကိုကိုယုံကြည်အားကိုးလို့ရတယ်လို့ခံစားလာရတဲ့အခါကျရင်ကိုကိုထပ်ပြီးမငင်းပေပါနဲ့နော်။ကောင်းပြီ။ ခြေယုံကစိတ်အနှဲငယ်ပေါ်ပါသွားတယ်လို့ခန်းစားလိုက်ရပြီးခေါင်းညိတ်လိုက်သည်။သူမဓာတ်လေကားနဲ့ဆင်းလာပြီးပထမထက်ကမျက်စာစားပွဲခန်းမှာတဲကိုပြန်ရောက်လာတဲ့အခါမှာခြေယုံကစိတ်ကူးရင်ကဘာတဲ့ရောက်နေတယ်လို့မျိုးခန်းစားနေရပြီးအရာအားလုံးကလက်တွေ့မကျဘူးလို့ခန်းစားနေရသည်။လူကတ်ရဲ့ရုတ်တရက်လက်ထက်ခွင့်တောင်းဆိုမှုနဲ့သူက Orange County ကိုပေါ်လော်ရိုက်သွားစေခဲ့တဲ့ရှုပ်ဝဆန်းကျဲအမျိုးသားဖြစ်နေရဲဆိုတဲ့အချက်ကခြေယုံနင်းပဲသွားနေတာလေ။ငါတို့နဲ့အတွက်စိတ်ပူနေကြတာတေးတော့မယ်။ကာယန်ကခြေယုံရဲ့လက်မောင်းကိုအလျင်မြန်ဆွဲလိုက်ပြီးသူမကိုအိမ်မက်ကဘာတဲကနေဆွဲထုတ်လိုက်သည်။ဘာဖြစ်လို့လဲအမေ။နင်းကပဲငါ့ကိုပြန်မင်းနေသေးတယ်။နင်းရဲ့အိမ်ကိုဒီလောက်ကြာကြီးသွားနေပြီး ငါတို့နဲ့ကိုရှာလို့မတွေ့ဘူးလေ။အော်ဟုတ်သားပဲ။ဒီနေ့ကနင်းနဲ့လူကတ်စ်ရဲ့မင်္ဂလာနှစ်ပတ်လည်နေမဟုတ်လား။အဲ့ဒီအတုံးမချတဲ့ကောင်ကနင်းကိုဘာလက်ဆောင်မှမပေးဘူးလား။ကာယန်ကအတန်ကိုနှိမ်ပြီးမေးလိုက်သည်။ချေယုံကခုနကအပေါ်ဆုံးထက်မှဖြစ်ပျက်ခဲ့တဲ့အရာအလုံးကိုချက်ချင်းပြန်တရရသွားမိသည်။ငါနင်းကိုပြောပြမယ်။အဲ့ဒီလူကတ်ဆိုရဲ့ကောင်ကငါတို့ရှေ့မှာဆင်းရဲခြင်းအောင်ဆောင်နေတာ။နင်သူ့ကိုလက်ဆောင်တွေပို့ပေးအောင်လုပ်ရမယ်။သူ့ကိုအခွင့်အရေးမပေးနဲ့။ချေယုံတယောက်ရုတ်တရက်မြင့်တက်သွားခဲ့သည်။မေကလူကတ်ကလေလံပွဲမှာပေါ်လာခဲ့တဲ့ချိုးဝဆန်းကျဲအမျိုးသားဖြစ်တယ်ဆိုတာကိုဒီလောက်မြန်မြန်ကြီးသိသွားတာများလား။ ခြေယုံမမေ့ခင်မှာပဲကာယန်ကဆက်ပြောလိုက်သည်နေမသိသေးဘူးမဟုတ်လားဆော်ယာမိသားစုကငါတို့မိသားစုကိုပေးခဲ့တဲ့စစ်ဆက်လက်ဆောင်တွေကရှားလော့အတွက်မဟုတ်ပဲအဲ့ဒီအတုံးမကြတဲ့ကောင်အတွက်ကျေးဇူးတင်လက်ဆောင်နဲ့ရဲစရာကောင်းတယ်မဟုတ်လားအဲ့ဒီအမိုက်ကောင်ကဘာဖြစ်လို့ဆော်ယာမိသားစုစီကနေဒီလောက်တန်ဖိုးကြီးရဲ့လက်ဆောင်တွေရရမှာလဲခြေယုံမျက်တောင်ခတ်လိုက်ပြီးတော်တော်ကြာမှသတိပြန်ဝင်လာခဲ့သည်မေဆိုလိုဝါကအဲ့ဒီလက်ဆောင်ပုံကြီးကရှားလော့အတွက်မဟုတ်ပဲလူကတ်စ်အတွက်ကျေးဇူးတင်လက်ဆောင်ပေါ်ဟုတ်လားသူမကခဏလေးထွက်သွားခဲ့ချိန်မှာဘလို့လို့ပြီးဒီလောက်အများကြီးဖြစ်ပျက်သွားခဲ့တာလဲ ဒါပေမဲ့ချေယုံကရှာလော့ရဲ့မျက်နှာပေါ်ကမကြည်မနှက်ဖြစ်နေတဲ့အမှုရာကိုမြင်လိုက်ရတော့ဆက်ပြီးမဆက်ဆုတော့ဘူးဆုံးဖြတ်လိုက်သည်ဒီလိုနားလည်မှုလွဲမှခြင်းမျိုးကိုဗမင်းကလေးမှတတ်တောင့်တတာရှိလိမ့်မည်မဟုတ်ပေသူတို့တစ်ဖွဲ့လုံးကခမ်းမရဲ့တောင်းတနေရမှာပုံပြီးမူးနေပြီဖြစ်တဲ့ချေယုံရဲ့အဖေဝီလျံကာရာကိုရှာတွေ့ပြီးနောက်အိမ်ပြန်ခဲ့ကြသည်အိမ်ပြန်ရောက်ပြီးရဲ့နောက်ချေယုံကသူတို့အီတန်ဆော်ယာနဲ့ဘလို့တွေ့ဆုံခဲ့ပြီးလက်ဆောင်တွေကအကြီးကျယ်နားလည်မှုလွဲမှခြင်းတစ်ခုသာဖြစ်တယ်ဆိုတာကိုကာယန်ရဲ့ပြောပြချက်အရနောက်ဆုံးမှသိရှိသွားခဲ့သည်ဒါပေမဲ့ကာယန်ကတော့ချေယုံကိုများငယ်ဖြစ်သဘောတူလိုနေပါဖြစ်ခဲ့ရဲ့ဆိုတာကိုတော့လုံးဝမပြောခဲ့ပေ သူမကအီတန်ဆော်ယာရဲ့သားကအိမ်အောင်ကြပြီးသားဖြစ်နေတာကဘလောက်တောင်နှမျောစရာကောင်းပြီးရှာလော့ကကောင်းမွန်တဲ့အိမ်အောင်ရေးတစ်ခုအတွက်အခွင့်အရေးကိုလွဲချော်သွားခဲ့ရဲဆိုတာကိုပဲအလေးပေးပြောခဲ့သည်ပြီးတော့ချေယုံရှိတွင်လူကတ်စ်ကိုစပြီးဝေဖန်တော့သည်ချေယုံနင့်ရဲ့အတုံးမကျတဲ့ယောက်ျားကဆော်ယာမိသားစုကိုကူညီခဲ့ပြီးသူတို့စီကနေဒီလောက်အများကြီးလက်ဆောင်တွေရခဲ့ပေမဲ့သူကဒီအကြောင်းကိုပြောမပြဘဲနေခဲ့တယ်သူကဘလောက်တောင်လူမဆန်လိုက်တယ်လဲချေယုံကပဆက်အဟောင်းသားဖြစ်သွားပြီးအမေဒီလက်ဆောင်တွေအားလုံးကိုအမေပဲတင်ထားတာမဟုတ်ဘူးလားတကယ်တော့အဲ့ဒီလက်ဆောင်တွေကလူကတ်စ်အတွက်ဆိုတော့အမေသူ့ကိုပြန်ပေးတင်တယ်မဟုတ်လားဘာ နင်ကငါ့ကိုအဲ့ဒါတွေကိုလူကတ်စ်ကိုပြန်ပေးစေချင်တယ်ဟုတ်လားကာယန်ကအော်ဟစ်လိုက်သည်မဖြစ်နိုင်ဘူးလူကတ်စ်ကငါတို့ရဲ့တမန်အဖြစ်အိမ်မာလာနေတာဒါကြောင့်သူ့ကိုပေးတဲ့ပစ္စည်းကိုငါတို့ပိုင်ဆိုင်권ရှိတယ်ဘာလို့သူ့ကိုပြန်ပေးရမှာလဲကာယန်ကပြောနေရင်ခြေရုံရဲ့နှဖူးကိုလက်ညှိုးနဲ့ထိုးပြီးသူမစီကနေပိုကောင်းရဲ့အဖြေကိုမျှော်လင့်နေခဲ့သည်ငါကဘလို့ဖြစ်ပြီးနင့်လုံငတုံးမကိုမွေးမိတာလဲငါတို့ကိုပေးတဲ့ချမ်းသာကြွယ်ဝမှုကိုပြန်ပေးဖို့ဒီလောက်တောင်စိတ်အားထက်သန်နေရလားငါနင့်ကိုဒီအကြောင်းတွေပြောပြတာကအဲ့ဒီအမိုက်ကောင်လူကတ်စ်ကိုရေဒနာတွေပြန်ပေးခိုင်းဖို့မဟုတ်ဘူးဒါဆိုအမေကဘာကိုအတိအကျပြောချင်တာလဲ ချေယွန်ကအနေရခက်စွာမေးလိုက်သည်။နင်ဒီလောက်တောင်တုံးရလား။စဉ်းစားကြည့်လေ။ဆော်ယာမီသားစုကလူကတ်စ်ကသူတို့ကိုအများကြီးကူညီခဲ့တယ်လို့ပြောပြီးမှတော့သူတို့ကသူ့ကိုလက်ဆောင်ပုံးတစ်ပုံးလောက်ပဲပေးခဲ့မှာမဟုတ်ဘူး။သူ့မှာဒီထက်ပိုပြီးရှိအောင်မှတေးချတယ်။သူ့မှာရှိတာကနင်ဟာပဲ။နင်အဲ့ဒါတွေကိုသူ့စီကနေရအောင်နီလန်တစ်ခုကိုမြ мян စဉ်းစားဆန်းပါ။မဟုတ်ရင်နောက်ကျနင်တို့ကွာရှင်းတဲ့အခါကျရင်သူ့ကိုအကြီးကျယ်အကျိုးမြတ်တွေရသွားအောင်လုပ်ပေးလိုက်တယ်လို့ဖြစ်သွားမှာပေါ့ဟဲ့။ကာယန်ကသူမကပဲအမှန်တရားကိုပြောနေတယ်လို့မျိုးအတန်ထွက်နေပေမဲ့ချေယွန်ကတော့သူမရဲ့စကားတွေကိုစက်ပြီးနားထောင်မနေနိုင်တော့ပေ။အမေလူကတ်စ်မှာပိုက်ဆံပဲလောက်ပဲရှိရှိ အဲ့ဓာရီအားလုံးကသူ့ဘာသာပိုင်တဲ့ဟာတွေကျမတို့နဲ့ဘာမှမဆိုင်ဘူးပြီးတော့ကျမကကွာရှင်းမှာမဟုတ်ဘူးလို့ပြောပြီးသားပဲလေမေဘာလို့ဒီအကြောင်းကိုပဲခဏခဏပြောနေတာလဲဒီလိုပြောပြီးနောက်မှာတော့ချေယုံကအိမ်ငိုက်နေတဲ့အီမီလီယာကိုပွင့်ချလိုက်ပြီးအပေါ်ထက်ကိုတက်သွားခဲ့သည်ကာယန်ကတော့ချေယုံရဲ့တုတ်ပြန်မှုကြောင့်ဒေါသထွက်လုံးလို့အချိန်တော်ကြာအောင်စကားမပြောနိုင်ဖြစ်သွားသည်ပြီးမှလေကားဘက်ကိုမျက်နှာမူပြီးမကြည်မနဲ့နဲ့អော်ဟစ်လိုက်သည်ငါကဘ து အတွက်လုံနေလို့လဲအားလုံးနဲ့အတွက်ကြီးပဲအဲ့ဒီအတုံးမကြတဲ့ကောင်အခုမှပိုက်ဆံနေနေရှိလာတာသူ့ကိုကံမထုတ်ခင်သူ့စီကနေအမျက်မယူထားရင်နင်ကဘာထက်လို့အောင်မလို့လဲတကယ်ပဲ ငါပြောတဲ့စကားဆိုရင်ဘာတစ်ခုမှနားမဝင်ဘူးအရက်အလွန်အကျုံတောက်ထားတဲ့ဝီလျံကဆိုဖာပေါ်မှာမိန်ပြီးလဲနေရမှာကာယန်ရဲ့ဆူရှတဲ့အော်တန်ကြောင့်လက်နိုးသွားပြီးစိတ်မရှိစွာနဲ့ဟောက်လိုက်သည်ဘာလို့အော်ကြီးဟစ်ကျဲလုံးနေတာလဲနားညည်းတယ်ကာယန်ကချက်ချင်းပဲသူ့ဒေါသတွေကိုဝီလျံအပေါ်ပုံချလိုက်သည်ရှင်ကမူပြီးတော့ဒေါသထွက်ဖို့ပဲတက်တာလားတကယ်ကိုအတော့မကြဘူးကျမမှာတော့ဒီမိသားစုအတွက်စိတ်ပူနေရတာတေတော့မယ်ရှင်တို့အားလုံးကကျမကိုစိတ်ဆိုးအောင်ပဲလုပ်နေကြတာပဲရှင်လိုအတော့မကြတဲ့လူနဲ့လက်ထက်မိတာတကယ်ကိုကန်ဆိုးပါပဲ ကာယန်တယောက်ငွေကြီးချက်မနဲ့အော်ဟစ်နေတော့မှပဲတခါကရုတ်တရက်ကြီးခန်းနဲ့ကျဲလောင်စွာပွင့်လာပြီးလူကတ်စ်ဝင်လာခဲ့သည်နောက်ဆုံးတစ်ခေါက်တုန်းကသူကာယန်ကိုအိမ်လာခပေးပြီးကလေးကသူမကမျက်စိမိတ်ပြီးသူ့ကိုအိမ်ထဲဝင်ခွင့်ပေးထားခဲ့သည်ဘလို့ပဲဖြစ်ဖြစ်သူကချေယုံကိုဘာမှလုပ်မှာမဟုတ်ပဲအလုံဆုံးအီမီလီယာနဲ့ဆော့ကစားယုံပင်ဖြစ်သည်ရပန်ယန်ကသူ့ကိုဝေဖန်ပြောဆိုတာနဲ့စူပူချင်းမောင်းနာတွေကလွှဲရင်ကာယန်ကသူ့ကိုလေလိုသဘောထားခဲ့တာကများသည်သို့တော့အခုတော့အခြေအနေတွေကမတူတော့ပေလူကတ်စ်ကအရင်တစ်ခေါက်တုန်းကဒေါ်လာတစ်တောင်းခွဲကိုရရရော်ရော်ပေးခဲ့ရဆိုကြဲကသူ့လက်ထဲမှာငွေသားတွေအများကြီးရှိနေမှတေးချပေးသည်ဒါပေမဲ့လူကတ်စ်ကအရင်ကတခါမှထုတ်မပြောခဲ့ပေ ။ကာယန်ကဒါကိုသိခံနိုင်မှာမဟုတ်တာသိချနေပြီ။သူမကလူကတ်စ်ကိုဘယ်တော့မှမနှိမ့်ညွတ်ခဲ့ပေ။ကာယန်ကမောကြည့်လိုက်ပြီးသူ့ကိုစူပူဖို့ပြင်လိုက်တော့လဲ။လူကတ်စ်ကသူ့တို့နှစ်ယောက်လုံးကိုခေါင်းတစ်ချက်ညှိပြလိုက်ပြီးချက်ချင်းပြောက်ွယ်သွားခဲ့သည်။ကာယန်ကခနဲ့တဲ့မပြောခင်မှာပဲလူကတ်စ်ကထွက်သွားခဲ့တာကြောင့်သူမပို့ပြီးတော့တောင်းဒေါသထွက်သွားခဲ့သည်။နေ့မှလူကြီးတွေကိုရိုတရာကောင်းမှန်းတိတဲ့စိတ်ရောရှိရဲ့လား။ဟွန်းတကယ်ကိုအစင်တန်းမရှိရင်ကျေးမှုမရှိတဲ့ကောင်။ငါတို့မသိအောင်ကိုပိုင်ပစ္စည်းတွေတောင်းဖွက်ထားသေးတယ်။ဟာငါတို့အိမ်မှာကစားနေတဲ့တမက်တယောက်ဖြစ်ပြီးတော့ငါတို့မသိအောင်ပိုက်ဆံတွေကိုဖွက်ထားသေးတယ်။တော်တော်လုံလုံးနေပြီ ကာယန်ကအိတ်ခမ်းထဲမှာမရက်မနာစုပူချိန်မောင်းနေပြီးတမျက်စီနဲ့အမိုက်ပုံးကိုတမင်တက်တက်ရိုက်နေခဲ့သည်လူကတ်ကတော့ခြေယုံရဲ့ခမ်းထဲကကတင်ပေးမှထိုင်နေပြီးအိမ်မောကျနေတဲ့အီမီလီယာကိုတေးသေးချာချာပွင့်ချီပြီးခြေထောက်လေးတွေကိုဆေးကြောပေးနေခဲ့သည်သူကအောက်ထက်ကနေထွက်ပေါ်လာတဲ့စုပူချိန်မောင်းတံတွေကိုလုံးဝဂရုမစိုက်ခဲ့ပေအစာပိုင်းတွင်လူကတ်ကကာယန်ရဲ့ကြမ်းတမ်းတဲ့စကားလုံးတွေကြောင့်ဒေါသထွက်မိသေးသည်အခုတော့သူမရဲ့စကားတွေကြောင့်ဒေါသထွက်ရတာကမတန်ဘူးဆိုတာကိုသူကောင်းကောင်းသဘောပေါက်နေခဲ့ပြီဖြစ်သည်ကာယန်ကဘလိုပဲဖြစ်ဖြစ်ခြေယုံရဲ့မိခင်ဖြစ်နေသည့်အတွက်လူကတ်ကသူမကိုအခြေခံလေးစားမှုတော့ပေးမှဖြစ်တော်လဲဒီထက်ပိုပြီးတီးခံလိုက်မိမှာမဟုတ်ပေ သို့တော်ချေယုံကတော့အလွန်မင်းအရှက်ရနေခဲ့သည်။သူမကိုယ်တိုင်အောင်သူမအမေရဲ့စကားလုံးတွေကတော်တော်လေးကြမ်းတမ်းရက်ဆက်တယ်လို့ထင်နေမိသည်။တောင်းပန်ပါတယ်။ကျမအမေကလေ၊ "तू ကသွေးဆုံးရဲ့အရွယ်ရောက်နေပြီဆိုတော့တော်တော်လေးစိတ်တူလွယ်ပြီးဒေါသထွက်လွယ်နေတယ်။အရင်ကြီးစိတ်ထဲမှထားပါနဲ့နော်။"ချေယုံက"သူမအမေရဲ့အပြုတ်မှုအတွက်အကြောင်းပြချက်တစ်ခုကိုဦးနှောက်ချအောင်စဉ်းစားပြီးတောင်းပန်လိုက်သည်။လူကတ်စ်ကပြုံးပြလိုက်ပြီးဘာမှမပြောခဲ့ပေ။အဲ့ဒီအစားသူကနူးညံ့တဲ့တပတ်တထည်ကိုဆွဲယူပြီးသူ့သမီးလေးရဲ့ခြေထောက်တွေကိုချောက်အောင်တုပ်ပေးလိုက်ပြီးမှသူမကိုကတင်ပေါ်တင်လိုက်ကဆောင်းချုံပေးလိုက်သည်။လူကတ်စ်ရဲ့ဒီလိုပြုတ်မှုတွေအားလုံးကိုကြည့်ပြီးရဲ့နောက်မှာတော့ ခြေယုံကပို့ပြီးတော့တောင်းအရှက်ရလာတယ်လို့ခန်းစားလိုက်ရသည်လွန်ခဲ့တဲ့ရက်အနေငယ်ကသူမမုံမိပြီးအဖျားကြီးနေခဲ့သည်အီမီလီယာကသူမအတွက်စိတ်ပူပေမဲ့လူကတ်စ်နဲ့လည်းခွဲမသွားခြင်းခဲ့သောကြောင့်လူကတ်စ်ကအီမီလီယာရဲ့တဘောတိုင်းအခန်းထဲရှိကျမ်းပြင်ပေါ်မှာမှုရခင်းပြီးအိတ်ခဲ့သည်ဒီနေ့တော့အီမီလီယာကအိတ်ပျော်သွားခဲ့ပြီဖြစ်ပြီးသူတို့နှစ်ယောက်တည်းအခန်းတစ်ခုထဲမှာရှိနေကြသည်ဒါကြောင့်အခြေအနေတွေကအနေရခက်လာခဲ့ပြီးအထူးသဖြင့်ဒီနေ့မှာသူမကလူကတ်စ်ရဲ့လက်ထက်ခွင့်တောင်းဆိုမှုကိုညှင်းပယ်ခဲ့တာကြောင့်ပိုဆိုးနေသည်ခြေယုံအနေရခက်နေတာကိုသတိထားမိလိုက်ပုံရသွားတဲ့လူကတ်စ်ကရုတ်တရက်ပြောလိုက်သည်ကိုဒီညလှုပ်ရှားလေးတစ်ခုရှိလို့တွားလိုက်အောင်မယ် သူမဘာမှပြောခင်မှာပဲလူကတ်စ်ကထွက်သွားခဲ့သည်သူမနဲ့အတူတူရှိနေပြီးအချိန်ပိုကုန်ဆုံးကျင်နေတော့လဲသူတို့နှစ်ယောက်လုံးအတွက်အချိန်ပေးရန်လိုအပ်နေပြီးသူအရန်စိတ်ဆိုးလို့မဖြစ်ဘူးဆိုတာကိုလူကတ်စ်နားလည်ပေးသည်ကာတာအိမ်တော်မှာတော့ဒီညကငင်းချမ်းမှုမရှိခဲ့ပဲညစာစားပွဲမှာကာတာမီသားစုကအရင်ကဘယ်တော့မှမကြုံဘူးတဲ့အချက်ခွဲမှုကိုခံခဲ့ကြရသည်ပထမဆုံးအနေနဲ့အချက်မရှိတဲ့မိမကျန်းကာယန်ကဝင်ပေါက်တွင်ကြွားဝါကသူတို့ကိုအချက်ခွဲခဲ့သည်နောက်တော့သူတို့ကိုတမင်တက်တက်လစ်လျူရှုခဲ့တဲ့အဲ့ဂျုံနဲ့တွေ့ဆုံခဲ့ပြီးသူတို့ကိုအဝင်ဝနားကတင်းငယ်ပြီးတနာစရာကောင်းတဲ့စားပွဲတစ်ခုမှာတောင်အထူးနေရာချပေးခဲ့သေးသည် ရလက်အနေနဲ့သူတို့က Orange County ရဲ့ထင်ရှားတဲ့ပုံကိုယ်တွေအားလုံးရဲ့ဟားတိုက်ဆရာတစ်ခုဖြစ်သွားခဲ့ရသည်အဲ့ဒီနောက်မှာတော့ Stardust Corporation က Flint David ကမိန့်ခွန်းပြောခဲ့ပြီးမရေမတွက်နိုင်တဲ့မိသားစုတွေနဲ့လုပ်ငန်းတွေက Brilliance Corporation နဲ့ပူးပေါင်းဆောင်ရွက်ဖို့အပြိုင်ဆိုင်စူးစမ်းခဲ့ကြတာကသူတို့မျက်နှာကိုဖျက်ရိုက်လိုက်တယ်လို့ခန်းစားခဲ့ကြရသည် Brilliance Corporation ကလွန်ခဲ့တဲ့ရက်အနည်းငယ်ကအထိသူတို့ပိုင်ဆိုင်မှုဖြစ်ခဲ့သေးသည်အများဆုံးစိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်မှာချေယုံနဲ့ကာယန်တို့ရဲ့မိသားစုပဲဖြစ်သည်သူတို့ကကာတာမီသားစုကနေကန်ထုတ်ခံလိုက်ရတဲ့အမိုက်တွေဖြစ်ပြီးအမွေပြက်ဆုံးလွတ်ခြင်းကိုခံထားရတဲ့သူတွေဖြစ်ခဲ့တော့လေ တို့က Orange County ရဲ့အချမ်းသာဆုံးမိသားစုဖြစ်တဲ့ဆော်ယာမိသားစုနဲ့အဆက်အသွယ်ရသွားခဲ့ပြီးတို့ရှေ့မှာတောင်ကြွားဝခဲ့သေးသည်။တို့ကဒါကိုဘယ်တော့မှတီးခတ်နိုင်မှာမဟုတ်ပေ။အဖိုးကျွန်တော်တို့ကချေယုံတို့ညီမနဲ့အဲ့ဒီအချက်မရှိတဲ့မင်းမြုပ်ကာယန်တို့ကဒီလိုမောက်မှာပြီးကျွန်တော်တို့ကိုနင်းချေနေတာကိုစက်ပြီးကြည့်နေရတော့မှာလား။ Bryce ကစဉ်းစားလေဒေါသထွက်လေနဲ့ဆိုဖာကိုဒေါသတကြီးထိုးချိတ်လိုက်သည်။ Lucas ချိုးထားခဲ့တဲ့သူ့ရဲ့ညာဘက်လက်ကဝတ်ကတော့ပတီးအထူကြီးနဲ့စီးထားရတော့မယ်ဖြစ်သည်။အရှင်းဆုံးပြောရလျင် Bryce ကချေယုံရဲ့မိသားစုအပေါ်တွင်ဆိုးရွားတဲ့သဘောထားရှိနေပြီးတို့အားလုံးကိုတည်စေချင်နေခဲ့သည်။ Dominic ရဲ့မျက်နှာကလည်းညှိုးမောင်းနေခဲ့သည်။ သူကအမြဲတမ်းအရာရာကိုထိန်းချုပ်ချင်တဲ့သူဖြစ်တော့ကြောင့်မိသားစုရဲ့အကြီးအကဲဖြစ်လာပြီးနောက်တွင်ဘလို့စန့်ကျင်မှုကိုမှသိမခံနိုင်ကြတော့ဖြစ်သည်။သူချေယုံရဲ့မိသားစုကိုနှင်ထုတ်ပြီးရဲ့နောက်တွင်သူတို့ကဆင်းရဲဒုက္ခရောက်တဲ့ဘဝနဲ့မနေထိုင်ရသည့်အပြင်ဆော်ယာမိသားစုနဲ့တောင်တည်ကျွမ်းသွားခဲ့ကြသည်။မာနာကြီးသောဒေါမနစ်ကာရာကဒီလိုအဖြစ်ကိုဘလို့မှလက်ခံနိုင်မှာမဟုတ်ပေ။ Bryce သူတို့မိသားစုကဆော်ယာမိသားစုနဲ့ခမီးခမတ်တော်တော့မယ်ဆိုတာတကယ်လားဒေါမနစ်ကမေးလိုက်သည်။မကြေမနက်ဖြစ်နေပေမဲ့ Bryce ကခေါင်းညှပြလိုက်ပြီးကျွန်တော်အရင်တစ်ခေါက်သူတို့အိမ်ကိုသွားတော့ကရှာလော့ကအနည်းဆုံးဒေါ်လာတစ်တန်းလောက်တန်တဲ့အကန့်အသတ်နဲ့ထုတ်လုပ်ထားတဲ့စင်ခန်လဘော်ဂင်နီကားတစ်စီးကိုမောင်းရီတာကိုတွေ့ခဲ့တယ်။ ။ဆော်ယာမီသားစုကသူတို့ကိုစပေါ်ကားတစ်စီးအပြင်အဲ့ဒီထက်ပိုပေးခဲ့ရလို့တောင်ကျွန်တော်ကြားခဲ့တယ်။သူတို့ကအင်ကြီးတစ်လုံး၊စရိုးဆိုင်တစ်ချို့နဲ့ငွေသားတစ်တန်းကိုပါပေးခဲ့တယ်တဲ့။လက်ဆောင်အားလုံးကိုသူတို့စီကိုတစ်တာတစ်လုံးနဲ့ပို့ပေးခဲ့တာတဲ့။ဒါအပြင်ဒီနေ့ညစာစားပွဲမှာကျွန်တော်သူတို့ကိုအခက်တွေ့အောင်လုပ်ဖို့ကြိုးစားခဲ့ပေမဲ့ဆော်ယာမီသားစုကသူတို့အတွက်တီးတန်ခန်းတစ်ခန်းကြိုတင်မှယူထားတယ်ဆိုပြီးပြောဖို့လူတစ်ယောက်ကိုလွတ်လိုက်သေးတယ်။ဆော်ယာမီသားစုနဲ့ကိစ္စကတကယ်ဖြစ်နေပုံပဲ။ဒိုမနစ်ကတိတ်ဆိတ်နေခဲ့တော့လေသူ့ပုံစံကပို့ပြီးတော့တောင်ဒေါသထွက်နေတယ်လို့ဖြစ်နေခဲ့သည်။ထိုချိန်တွင်ကာတာမီသားစုဝင်တစ်ယောက်ကရုတ်တရက်မေးလိုက်သည် အဲ့ဒီပစ္စည်းတွေကကာတာမီသားစုနဲ့တက်ဆိုင်တာတွေပဲဘာဖြစ်လို့သူတို့ကိုပေးရမှာလဲထိုစကားကိုကြားတော့ဒေါမနစ်နဲ့ဘရိုက်စတိုးနှစ်ယောက်စလုံးထိုမိသားစုဝင်အားကြည့်လိုက်ကြသည်စဉ်းစားကြည့်ပါဦးသူတို့လက်ဆောင်တွေရာတုန်းကကာတာရဲ့မိသားစုဝင်တွေဖြစ်နေတုန်းပဲဆိုတော့အဲ့ဒီလက်ဆောင်တွေကိုသူတို့မိသားစုရဲ့တီးတန့်ပိုင်ဆိုင်မှုလို့သတ်မှတ်လို့မရဘူးလေဒါအပြင်ဦးလေးတို့ကဆယ်စုနှစ်ပေါင်းများစွာသူတို့ကိုကျွေးမွေးဆောင်ရှောက်ခဲ့တာဆိုတော့သူတို့ဘက်ကလည်းတည်တက်ရမှာပေါ့ထိုကာတာမိသားစုဝင်ကအလျင်မြန်ပြောလိုက်သည်ဘရိုက်စ်ကတခုခုကိုသဘောပေါက်သွားပြီးပေါင်ကိုပုတ်ကစိတ်လှုပ်ရှားစွာဖြင့်អော်ပြောလိုက်သည်ဟုတ်တယ်အဲ့ဒီလက်ဆောင်တွေကကျွန်တော်တို့ပိုင်လာအခုပြန်သွားတောင်းမယ် ဒေါမနစ်ကဂျင်းနဲ့စွာခေါင်းညှိပြလိုက်သည်သူတို့ကဆော်ယာတွေနဲ့တကယ်ပဲဆွေမျိုးတော်ဆက်ကြရင်အဲ့ဒီလက်ဆောင်တွေကိုပြန်ပေးရင်တော့မိသားစုတွေကိုပြန်ဝင်ခွင့်ပြုမယ် Bryce ကညစာစားပွဲတုန်းကကာယန်ဤမမနာကြီးသောပုံစံကိုတတိယကခဏမျှတွေးတော်နေသည်အဖိုးသူတို့ကသဘောမတူရင်ဘယ်လိုလုပ်မလဲဟွန်းသူတို့ကသဘောမတူရင်လဲသူတို့ကာရာရီစီကနေနှစ်တွေအများကြီးရထားတဲ့ပစ္စည်းတွေအားလုံးကိုပြန်ပေးခိုင်းရမှာပေါ့အဲ့ဒီလက်ဆောင်တစ်တာတစ်ခုလည်းနဲ့တောင်းကျေးမှာမဟုတ်ဘူးသူတို့ကိုဒါရီရှင်းရှင်းလင်းလင်းပြောပြလိုက်ဒေါမနစ်ကလောင်ပြုံးပြုံးရင်းပြောလိုက်သည်ဟုတ်ကဲ့အဖိုးကျွန်တော်ဘာလုပ်ရမလဲဆိုတာသိပြီ Bryce ကဝန်တာအားရထွက်သွားလေသည် ောက်နေ့မနေ့စောစောချေယုံဤအိမ်တွင်ဝီလီယံနှင့်တခြားသူတွေမနေ့စာစားနေတုန်း Price ကလူအုပ်တအုံနဲ့အတူရောက်လာပြီးခြံကားကိုတုံးဖွင့်ကလမ်းဝင်လာသည်လူစုံတက်ဆောင်ရှိနေကြတော့မဲ့ကို Price ကပျော်ရွှင်စွာပြုံးလိုက်သည်ချေယုံကကြောက်လန့်နေသောအီမီလီယာရဲ့ပခုံးကိုကိုင်းလိုက်ပြီးရုတ်တရက်ဝင်လာသော Price တို့အားဆက်ဆုပ်ရင်ရှာသောမျိုးလုံးများဖြင့်စိုက်ကြည့်လိုက်သည်ကာယန်နှင့်ရှာလော့တို့က Price ကိုမြင်သောအခါဒေါသထွက်သွားကြသည်ဒီကိုဘာလာလောက်တာလဲ Price ကခြံအလဲကိုရဲရဲတင်းတင်းလျှောက်သွားလိုက်ပြီးဘာလာလောက်တာလဲဆိုတော့ကျုံမမိတလို့ဆိုရင်အခုခင်များတို့နေနေတဲ့အိမ်ကကာရာရီရဲ့ပိုင်ဆိုင်မှုပဲ ခင်များတို့ကကျုပ်ကိုမေးခွန်းထုတ်ဖို့ဘာခွင့်ရေးရှိလို့လဲဒါဆိုရှင်ကကျမတို့ကိုနှင်ထုတ်ဖို့ဒီကိုရောက်လာတာပေါ့ဟုတ်လားရှာလော့ကမေးလိုက်သည်ကာယန်နဲ့ဝီလီယန်တို့ရဲ့မျက်နှာများကမှုန်မိုင်းနေကြသည်အရင်ကဒေါမနစ်ကသူတို့ကိုကာတာမီသားစုကနေပေါ်ပေါ်တင်တင်နှင်ထုတ်ခဲ့ပြီးဆွေမျိုးဖြစ်ကနေလည်းဆွန့်လွတ်ခဲ့သည်အခု Bryce ရောက်လာတာကိုကြည်ချင်းအားဖြင့်သူတို့အိမ်ကိုတင်ပိုက်ဖို့လာခြင်းဖြစ်ဒီမှာတေချာနေသည် Bryce ကဝီလီယန်နဲ့ကာယန်တို့ကိုစိုက်ကြည့်လိုက်ပြီးဦးလေးကကာတာရီနဲ့အတူကြီးပြင်းလာတာပဲလေပြီးတော့ကျွန်တော်လည်းဦးလေးကိုဦးလေးလို့ခေါ်တာနှစ်ပေါင်းများစွာရှိနေပြီဘာပဲဖြစ်ဖြစ်ကျွန်တော်ကဦးလေးတို့ကိုဂရုစိုက်ပါတယ်ဗျာ တကယ်တမ်းဘလို့လုံနေထုတ်ရပါမလဲဝီလီယံနဲ့ကာယန်တို့ကသူ့စကားကြောင့်တုံးလောက်သွားကြသည်ဆွေမျိုးသားချင်းဆိုတာသူတို့အတွက်အတိတ်ပဲမရှိတော့လဲဘရိုက်စ်ကသူတို့ကိုနင်ထုတ်ဖို့လာတာမဟုတ်ဘူးဟုပြောနေပုံရသည်ရှင်ဘာပြောချင်တာလဲချေယွန်ကတတိကြီးစွာမေးလိုက်သည်ဘရိုက်စ်နဲ့ဒိုမနစ်တို့ကဆွေမျိုးသားချင်းဆိုပြီးသူတို့အားဂယုဆိုင်လိုက်မိဟုသူမမယုံကြည်ပေဒါအပြင်ဘရိုက်စ်ရဲ့အရင်ကသူမပေါ်ရန်လိုတဲ့သဘောထားတွေကိုကြည့်ရင်သူမကိုကာတာမီသားစုကနေအလွန်မင်းနင်ထုတ်ချင်နေဒီမှာထင်ရှားပေသည်သူတို့အားမိသားစုအဖြစ်ကနေဆုံးလွတ်ပြီးနောက်အခုလိုစကားမျိုးပြောဒီမှာတဘာဝမကြပါဘူး ကျွန်တော်ပြောချင်တာကတော့ဦးလေးတို့ကျွန်တော်တို့နဲ့အတူနေလာတာနှစ်ပေါင်းများစွာရှိနေပြီဆိုတဲ့အချက်ကိုထောက်ထားပြီးအဖိုးကသူ့ရဲ့အမိန့်တွေကိုရုတ်သိမ်းဖို့ဆုံးဖြတ်လိုက်တယ်။ဆော်ယာရီစီကရတဲ့လက်ဆောင်တွေကိုပေးရင်အဖိုးကဦးလေးတို့ကိုကာရာမီသားစုရဲ့ပြောင်းဝင်ခွင့်ပြုမယ်လို့ဆုံးဖြတ်လိုက်တယ်။ Bryce ကမမာနာကြီးစွာပြောလိုက်သည်။ဟွန်း၊ချေယွန်ကလောင်ပြုံးပြုံးလိုက်သည်။ဒါဆိုလက်ဆောင်တွေကြောင့်ပဲပေါ့။ငါတို့ကဘာလို့မင်းတို့ကိုလက်ဆောင်တွေကိုပေးရမှာလဲ။ကာယန်ကချက်ချင်းစိုးရိမ်ပူပန်သွားခဲ့သည်။ဒူမကိုစိုက်ကြည့်ရင် Bryce ကဖြင်းဖြင်းစွာပြောလိုက်သည်။ Andy ကယန်။ Andy ကကျွန်တော်ကိုမင်းညကပြောခဲ့တယ်မဟုတ်လား။ ဆော်ယာတွေကရှားလော့ကိုသဘောကျပြီးတော့ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကဆိုင်ကန်းတွေနဲ့ငွေသားတွေအပြည့်ပါတဲ့တစ်တာတလုံးပေးခဲ့ရလို့ပြောခဲ့တယ်လေအန်ဒီတို့ကဆော်ယာတွေရဲ့ဆွေမျိုးဖြစ်တော်မယ်ဆိုဒီလိုပိုက်ဆံနေနေလေးကိုတော့ဂယူဆိုင်เสียမလို့ဘူးမဟုတ်လားအဲ့ဒါတွေကိုသာလွှဲပြောင်းပေးရင်အဖိုးနဲ့ကျွန်တော်ကအန်ဒီတို့ကိုကာတာမီသားစုရဲ့ပြန်ဝင်ခွင့်ပြုမယ်အဲ့ဒါကမဟုတ်ဘူးမင်းညကပွဲတွင် Brice နဲ့ Dominic တို့ကိုတွေ့တော့က "तू မမထိန်နိုင်ပဲကြွားမိခဲ့သည်"နောက်ဆုံးတော့အကြီးအကျယ်နားလည်မှုလွဲမခြင်းဖြစ်နေကြောင်းသိခဲ့ရသည်အခုတော့ तू မက Brice ကိုမားနေကြောင်းပြောလို့မရပေသို့တော်လည်းဈေးကြီးသောလက်ဆောင်များကိုကာတာတို့အားပေးဖို့ तू မမလိုလားပဲ ထိုချိန်တွင်ရှာလော့ကထွက်လာသည်အဲ့ဒါတကယ်တော့မဟုတ်ပါဘူးဆော်ယာတွေကအဲ့ဒီလက်ဆောင်တွေကိုလူကတ်စ်ကိုပေးတာကျမတို့ကိုပေးတာမဟုတ်ဘူး Bryce ကရင်မောလိုက်ပြီးရှာလော့ကတာနင်ကငါ့ကိုအယူများမနေတာလားလူကတ်စ်လိုအတုံးမကျတဲ့ကောင်ကိုဆော်ယာတွေကသူ့ကိုကျေးဇူးဆက်တဲ့အနေနဲ့အဲ့ဒီလက်ဆောင်တွေကိုပေးတာဘယ်လိုလုပ်ဖြစ်နိုင်မှာလဲနင်ကအဲ့ဒီထပ်ပို့ပြီးကောင်းတဲ့အကြောင်းပြချက်တစ်ခုခုကိုရှာတင်တယ်အဲ့ဒီပစ္စည်းတွေကတကယ်ပဲကျမတို့ပိုင်တာမဟုတ်ဘူးကျမတို့စီကနေယူဖို့မတွေးနဲ့ကျမတို့ကိုကာတာမီသားစုကနေထုတ်လိုက်ပြီဆိုတော့ဒီအိမ်ကိုပြန်ယူသွားလို့ရတယ်ကျမတို့ပြောင်းပေးမယ်ဒီလောက်ပဲပြောစရာရှိတယ် ချေယုံကအေးဆက်ဆက်ပြောလိုက်သည်ချေယုံဘလို့လို့အဲ့လိုပြောနိုင်ရတာလဲကာယန်ကမကြင်မနဲ့ဖြစ်ကာသူမတို့ဘာကြောင့်အိမ်ကိုပြန်ပေးရမည်ကိုနားမလဲပေသူတို့ဒီအိမ်မှာဆယ်စုနှစ်ပေါင်းများစွာနေလာခဲ့ကြပြီဖြစ်တော့ကြောင့်အိမ်ဒီသူတို့အပိုင်ဖြစ်တဲ့တီဟုကာယန်ကယူဆထားသည်ဟွန်းနင်တို့ကပြောင်းပေးုံနဲ့ပြီးသွားမယ်ထင်နေတာလားအဲ့လောက်မလွယ်သေးဘူး Bryce ကဟန်ဆောင်မှုများကိုဖယ်ရှားလိုက်ကာသူ့ရဲ့တကယ့်ရည်ရွယ်ချက်များကိုပြသလိုက်ပြီးဒေါသတာကြီးအော်ပြောလိုက်သည်ခင်များတို့တီထားရမှာကကာတာမီသားစုကနေတကယ်ထွက်သွားခြင်းရင်ကျုပ်တို့ရဲ့ကျွေးမွေးဆောင်ရှောက်ခဲ့တဲ့ငွေအားလုံးကိုပြန်ပေးရမယ်ကျုပ်ခင်များတို့အတွက်လွယ်လွယ်ကူကူတွက်ချက်ပြမယ် ဝီလီယန်ကာတာခင်မားကကျုပ်တို့နဲ့နှစ်ပေါင်း60ကျော်နေခဲ့တာတနည်းကိုဒေါ်လာ1000ခွဲကုန်တယ်လို့ပဲတွက်ကြည့်မယ်အဲ့ဒါဆိုစုစုပေါင်းဒေါ်လာ6သိန်းကုန်သွားပြီ Price ကဝီလီယန်ကိုလက်ညှိုးထိုးပြလိုက်သည်ဝီလီယန်ဘာမှပြောရသေးခင်သူကတခြားသူများကိုလက်ညှိုးထိုးပြလိုက်ပြီးပြီးတော့ကာယန်ချေယုံနဲ့ရှာလော့ခင်မားတို့၃ယောက်ကကျုပ်တို့စီမှာနှစ်30ကျော်ကစားခဲ့တာခင်မားတို့၃ယောက်အတွက်ဆိုရင်စုစုပေါင်းဒေါ်လာ14သိန်းအထိကုန်ကြခဲ့တယ်ပြီးတော့ခင်မားတို့ကကျုပ်တို့စီကနေအနည်းဆုံး30ဖို့အမျက်အစုံးနဲ့အချိုးအမျက်တွေကိုယူသွားခဲ့တယ်ဒီအိမ်မှာလဲဆယ်စုနှစ်ပေါင်းများစွာနေခဲ့တယ် တခြားထွေလီကာလီတွေအကုန်ပေါင်းကြည့်ရင်ဒေါ်လာတန်း80တောင်းတာကတိတ်များလာတာတော့မဟုတ်ပါဘူး price ပြောလိုက်တော့စကားလုံးတိုင်းကဝီလီယံနဲ့ကာယန်တို့ရဲ့မျက်နှာများကိုပို၍ပင်မဲမောင်လာစေသည် price ရဲ့နောက်ဆုံးစကားကိုကြားတော့ခါကာယန်ကမထိန်နိုင်တော့ပဲအော်ပြောလိုက်သည်ဒေါ်လာတန်း80ဟုတ်လားနေခင်းကြောင်တောင်တမျှလာတိုက်နေတာလားငါတို့ကဘလို့လို့ဒေါ်လာတန်း80ကုန်ခဲ့ရမှာလဲဒါအပြင်ငါတို့ကအမျက်ဆုံးဒေါ်လာ1000ကျော်လောက်ပဲရခဲ့တာလေ price ကခန့်နေတဲ့ရေမောလိုက်ပြီးကျုပ်ကစိတ်ကူးပေါက်ရာပြောနေတာမဟုတ်ဘူးနော်ဒီကိစ္စတွေကကုမ္ပဏီစည်းရင်းထဲမှာနှစ်စင်မတန်းတင်ထားပြီးသား ။ဘာပဲဖြစ်ဖြစ်ခင်များတို့ကအခုဒေါ်လာတန်း80ပေးပြီးကာတာမီသားစုကနေထွက်သွားမလား။ဒါမှမဟုတ်အဲ့ဒီလက်ဆောင်တစ်တာကိုထုတ်ပေးပြီးကာတာမီသားစုတွေကိုပြန်ဝင်ခွင့်ပြုရမလား။အနာဂတ်မှာအဖိုးကဦးလေးဝီလီယံကိုသူ့နေရာကိုလွှဲပေးဖို့တောင်ဖြစ်ကောင်းဖြစ်နိုင်သေးတယ်။ခင်များတို့ဘာလုပ်ချင်လဲဆိုတာသေချာစဉ်းစားပါ။ခြေယုံနဲ့ရှာလော့တို့က Bryce ဤစကားကိုတဘာဝအတိုင်းမယုံကြည်ကြပေ။ကာတာတို့ကသူတို့ကိုကာတာမီသားစုဝင်ဖြစ်ဘယ်တော့မှမဆက်ဆံခဲ့ကြဘူးပေ။အဓိကအားဖြင့်ဝီလီယံကာတာကဒေါမနစ်ကာတာ၏တာယင်မဟုတ်တော့ကြောင့်ဖြစ်သည်။ထို့ကြောင့်ဒေါမနစ်ကဝီလီယံအားမိသားစုကောင်းဆောင်အဖြစ်ဆက်ခံခွင့်ပေးမိမဟုတ်ကြောင်းထင်ရှားပေသည်။ ဝီလီယံကိုရိုင်းကလည်း Bryce ပြောသည်ကိုမယုံကြည်ပေ။သူနဲ့ Dominic ကတွေးသားမတော်ဆက်ကြောင်းကိုသူကြီးပြင်လာကြတဲ့ကသိရှိခဲ့ပြီး Dominic ကသူ့မိခင်ကြောင့်သာသူ့အပေါ်အကောင်းဆုံးဆက်ဆံပေးခဲ့ကမိသားစုရဲ့ဝင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။သို့တော့သူ့မိခင်ကွယ်လွန်ပြီးနောက်တွင်ကာတာမိသားစုရဲ့ဆွေမျိုးရင်းချာများရရှိသည့်ဆက်ဆံမှုမျိုးကိုသူဆက်လက်မရရှိတော့ပေ။ဥပမာအားဖြင့်ဆွေမျိုးရင်းချများနဲ့ဆွေမျိုးများကတစ်နှစ်လျင်ဒေါ်လာတသိန်းနီးပါးအမြတ်အစွန်းရရှိကြတော့လေဝီလီယံနဲ့သူ့မိသားစုကမူဒေါ်လာတထောင်ခွဲခန့်သာရရှိကြသည်ထို့ကြောင့်ဝီလီယံကနောင်တွင်မိသားစုကောင်းဆောင်ရာတို့ကိုရယူနိုင်မည်ဟုလုံးဝမယုံကြည်ခဲ့ပေ သို့တော်ကာယန်ကတော့တွေးဆောင်ခံလိုက်ရပြီးခေါင်းထဲတွင်အမြန်စင်းစားနေသည်လက်ဆောင်ဒေတာကအလွန်တန်မိုးရှိတော်လဲထိုလက်ဆောင်များကလူကတ်စ်အတွက်တာဖြစ်ပြီးသူက၎င်းတို့ကိုတေချာပေါက်ယူသွားကဆော်ယာတို့၏ထောက်ခံမှုကိုရယူလိုက်မည်ဟုသူမထင်နေသည်ထို့ကြောင့်သူမကလက်ဆောင်များကိုတေချာပေါက်တင်ထားနိုင်လိမ့်မည်မဟုတ်ပေသူမအမြင်တွင်ထိုပစ္စည်းများအား price ကိုပေးလိုက်ခြင်းကပိုကောင်းပေလိမ့်မည်အကြောင်းမှာသူတို့ကအ ਨੇ ဆုံးအနေဖြင့်ကာတာမီသားစုတို့ပြန်ဝင်နိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်နောက်တွင်သူမကမိသားစု၏တခင်မှပင်ဖြစ်လာနိုင်ပေသည်ဒါအပြင်သူမကလက်ဆောင်အလုံးကိုကာတာတို့အားပေးမည်မဟုတ်ပေတိတရဲရှိပစ္စည်းများအလုံးဤတန်ဖိုးမှာဒေါ်လာ15တန်းနီးပါးရှိပြီး ူမကကာရာတို့အားတဝက်တာပေးုံဖြင့်လုံလောက်သည်ဟုခန်းစားရကကြံတဝက်ကိုတင်ထားခြင်းသည်လူကတ်စ်ကဆော်ယာတို့ရဲ့လက်ဆောင်များပြန်ရအောင်ကူညီပေးရန်တောင်းဆိုလျင်တူမကကာရာတို့ကယူသွားကြောင်းပြောကာထိတ်တိုက်တွေ့ပေးလိုက်မိတာဖြစ်သည်ဒီလိုတွေ့လိုက်ပြီးတော့ Bryce ကိုကြည့်နေသောကာယန်ရဲ့မျက်လုံးများမှာရန်လိုမှုများရောပါသွားကတူမကပို၍ပင်စိတ်အားထက်သန်လာပုံရသည် Bryce မင်းခုနကပြောတာတကယ်လားငါအဲ့ဒီပစ္စည်းတွေပေးလိုက်ုံနဲ့ငါတို့ကိုကာတာမီသားစုရဲ့ပြန်ဝင်ခွင့်ပြုမှာလားဝီလီယံကနောက်ကျရင်မိသားစုကောင်းဆောင်ဖြစ်ဖို့အခွင့်ရေးရမှာလားဟုတ်တာပေါ့အဖိုးကိုယ်တိုင်ပြောတာအန်တီကာယန်ဆုံးဖြတ်ပြီးပြီလား ်ဘရိုက်စ်ကတေချာသည်ဟူသောအတွေးဖြင့်ပြောလိုက်သည်ကာယန်တုံဆိုင်နေသည်ကိုမြင်တော့ရှာလော့ကစိုးရိမ်တကြီးဖြင့်အမေအမေကသူတို့ရဲ့အတိတ်ပဲမရှိတဲ့လက်ညှိုးမှုတွေကိုယုံနေတော့ပဲလားအရင်ကသူတို့ကကျမတို့ကိုဘလို့အနိုင်ကျင့်ခဲ့လဲမေ့နေပြီလားချေယုံနောင်သူတို့ကိုတောင်းပန်ဖို့တူးထောက်ခဲ့ရတယ်မိုးရွာထဲမှာရွှဲဆိုခဲ့ရပြီးအဲ့ဒါကြောင့်နေမကောင်းတောင်ဖြစ်ခဲ့ရသေးတယ်လေသူတို့တခါတလေတောင်စိုးရိမ်ပူပန်မှုပြဘူးလို့လားသူတို့အခုကျမတို့ကိုဒီလိုပြောနေတာကအဲ့ဒီလက်ဆောင်တိတာကိုလိုချင်လို့ဆိုတာသိတာတယ်ချေယုံကပြင်းပြင်းထန်ထန်ကန့်ကွက်လိုက်သည်အမေအဲ့ဒီလက်ဆောင်တိတာကလူကတ်ရဲ့ဥစ္စာတွေပါ ူတို့တွေကဘယ်သူမှဒါတွေကိုမလုပ်ရမယ်ဆိုတာဆုံးဖြတ်ပိုင်권မရှိဘူး။ဒီမြင်ကွင်းကိုမြင်လိုက်တဲ့အခါ Bryce ကလောင်ပြုံးပြုံးလိုက်သည်။ Andy ကယန်ကအိမ်မှာအနာရှိတယ်လို့ထင်နေခဲ့တာ။ဒါပေမဲ့တမိနှစ်ယောက်စလုံးက Andy ကိုလုံးဝမလေးစား။မနာခံကြဘူးလို့မထင်ခဲ့မိဘူး။သူတို့က Andy ရဲ့ဆုံးဖြတ်ချက်တွေကိုစန့်ကျင်နေတာပဲ။ဘာပဲဖြစ်ဖြစ်ကို့ဘာသာစဉ်းစားကြပေါ့။ဒါကမိသားစုစီပြန်လာဖို့တခုလဲတော့အခွင့်အရေးပဲ။လွဲချော်သွားရင်တော့အဖိုးကဘယ်တော့မှအခွင့်အရေးထပ်ပေးမှာမဟုတ်တော့ဘူး။တောင်းပန်ရင်တောင်ရမှာမဟုတ်ဘူး။ပြီးတော့ခင်ဗျားတို့ကကျုပ်တို့ကိုဒေါ်လာ180ပြန်ဆက်ရမယ်။တပြားမှမလျော့ဘူး။ကာယန်ကချက်ချင်းစိုးရိမ်ပူပန်လာပြီး ဝီလီယံကိုအလျင်မြန်တွန်းလိုက်သည်ဝီလီယံရှင်းမြန်မြန်ပြောလိုက်မိသားစုကိုအမြန်ပြန်ဖို့သဘောတူလိုက်ဝီလီယံကကာယံကိုတွန်းထုတ်လိုက်သည်ငါပြန်မသွားဘူးခြေယုံနဲ့တခြားသူတွေဒီလောက်တောင်အနိုင်ကျင့်ခံခဲ့ရတာပြန်သွားတော့ဘာထူးမှလဲမင်းပြန်သွားချင်ရင်မင်းပါတာပြန်သွားဝီလီယံကလည်းဒီမိသားစုအပေါ်လုံးဝစိတ်ပြတ်နေခဲ့ပြီဖြစ်သည်သူမအားအမြဲတမ်းနာခံခဲ့တော့ခင်မုန်းဖြစ်သူကတွန်းလိုက်တော့ခါကာယံကဒေါသမျက်ချောင်းချောင်းထွက်ကဝီလီယံအားကိုချစ်ရန်လက်လန်းလိုက်သည်ရှင်ကအတော့မကြတယ်လို့ပိုက်ဆံလဲမရှာနိုင်ဘူးကာတာရီစီမပြောင်းရင်ကျမတို့ကစာဝတ်နေရေးကိုဘယ်လိုဖြေရှင်းမလဲ ်ရှင်သူတို့ကိုပေးရမယ့်ဒေါ်လာတန်80ကိုဘလို့ပေးမှာလဲသူတို့နှစ်ယောက်ရန်ဖြစ်နေစဉ်ချေယုံနဲ့ရှာလော့တို့ကသူတို့ကိုခွဲရန်အလျင်မြန်စူးစမ်းနေကြသည် Price ကတိတ်မခံနိုင်တော့ပေထိုလက်ဆောင်တစ်တာသာမရှိလျင်သူတို့နဲ့စကားပြောနေမိမဟုတ်ပေတော်ကြတော့ကျုပ်ရှိမှာဟန်ဆောင်မနေကြနဲ့တော့ပစ္စည်းတွေဘယ်မှာရှိလဲတွားရှာကြ Price ကသူ့နောက်ကလုံခြုံရေးဖွဲ့များကိုခေါင်းငယ်ပြလိုက်ပြီးချက်ချင်းအိမ်ထဲသို့ဝင်သွားသည်ခဏလေးနေပါအောင်အခြေအနေကိုမြင်တော့ခါကာယန်ကဝီလီယံနဲ့ရန်ဖြစ်နေခြင်းကိုရက်လိုက်ပြီးသူတို့ကိုတားရန်အိမ်ထဲသို့အလျင်မြန်ပြေးဝင်သွားသည်သူမက Price ကိုပစ္စည်းတစ်ဝက်တာပေးခြင်းသည် တို့ကိုယ်တိုင်ရွှေ့သွားရင်တော့တို့အတွက်ဘာတစ်ခုမှချန်ထားခဲ့မိမဟုတ်ဒီမှာတေးကြပေးသည်။ကာယန်ကသူမဤကတင်ရှိတွင်ရက်လိုက်တော်လဲသူမရဲ့လောက်ရက်များကလုံကြုံရေးရာရှိများကိုအရေးအမြတ်ပေးလိုက်တကယ်တို့ဖြစ်သွားသည်။တို့ထဲမှာနှစ်ဦးကသူမကိုဆွဲထုတ်ရန်ရှေ့သို့တိုးသွားကြပြီးကျန်သူများကကတင်ကိုဆွဲမလိုက်ကအောက်မှတိတာနှလုံးကိုအလျင်မြန်ဆွဲထုတ်လိုက်ကြသည်။ဟေးဒါတွေကငါပစ္စည်းတွေကာယန်ရဲ့မျက်လုံးများကပြုကျဲသွားသည်။လူကတ်ရဲ့ပစ္စည်းများကပိုကြီးတဲ့တိတာတွေတွင်ရှိပြီးကျန်တိတာတွေတွင်မူသူမနှစ်ပေါင်းများစွာစုဆောင်းထားခဲ့သောကိုပိုင်ငွေများပါရှိသည်။ Price ကသူမကိုလုံးဝလျှို့လျူရှုလိုက်ပြီးငွေသား ပိုင်ဆိုင်မှုစာရွက်စာတမ်းများနဲ့ရှယ်ယာလွဲပြောင်းစာရွက်များပြည့်နေသောဒေတာကိုခဏမြကြည့်လိုက်သည်။သူကအလွန်စိတ်လှုပ်ရှားသွားပြီးရေမောချင်းကိုမရက်တက်နိုင်ခဲ့ပေ။ဒီပစ္စည်းတွေရဲ့တန်ဖိုးကဒေါ်လာ15တန်းကျော်လဲဆိုတာကိုသူတစ်ချက်ကြည့်လိုက်ုံနဲ့သိလိုက်သည်။လုံခြုံရေးအဖွဲ့များကပစ္စည်းများအားအိမ်ထဲမှာတဲထုတ်သွားသည်ကိုမြင်တော့ခါချေယုံနဲ့တခြားသူများက၎င်းတို့အားတဘာဝအတိုင်းခွင့်မပြုကျင်ကြပေ။သို့တော်သူတို့ကအားနေသောအမျိုးသမီးများသာဖြစ်သောကြောင့်ဒီလူများအားတားဆီးနိုင်မည်မဟုတ်ပေ။သူတို့ကလက်ဆောင်ဒေတာကိုသာယူသွားခြင်းမဟုတ်ပေ။အိမ်ပေါက်ဝရင်ရထားသောလဘော်ဂင်နီကားကိုလည်းယူသွားကြသည်။အိုးဖေအားရေသူတို့ကဓမြတွေပဲ။ ကာယံကကျန်းပြင်ပေါ်တွင်ထိုင်ချလိုက်ကပေါင်ကိုပုတ်ရင်ငိုကြွေးနေသည်ဘာလို့ငိုနေတာလဲအားလုံးကမင်းမကြီးပဲမင်းမနေ့ကသူတို့ရှေ့မှာမကြွားခဲ့ရင်သူတို့ဒီကိုရောက်လာမှာမဟုတ်ဘူးဝီလီယံကသူမအားအော်ဟစ်စုပူလိုက်သည်ကာယံကဒေါသထွက်သွားပြီးရှင်ကဘလို့လောက်ကျမကိုအော်ရဲတာလဲအားလုံးကရှင့်လိုအတော့မကြတဲ့အရှုံးသမားယောက်ျားကြောင့်ပဲသူတို့နှစ်ဦးထပ်မံရန်ဖြစ်တော်မီကိုမြင်တော့ရှားလောကဒေါသမျက်ချောင်းချောင်းထွက်လာကအော်ဟစ်လိုက်သည်တော်ကြတော့ရံမဖြစ်ကြနဲ့တော့ဆော်ယာတွေကလူကတ်စ်ကိုလက်ဆောင်ပေးထားတဲ့ပစ္စည်းတွေအကုန်ပါသွားပြီကျမတို့သူ့ကိုဘလို့ရှင်းပြကြမလဲငါရှင်းပြစရာမလိုပါဘူး Bryce ကာရာနဲ့သူ့လူတွေကအဲ့ဒီပစ္စည်းတွေကိုယူသွားတာပဲလေ။သူကတတိရှိတယ်ဆိုရင်ကာရာရီစီကိုလိုက်တောင်းပါစေ။ကာယန်က Lucas Barrini တီကိုဂယုမဆိုင်ပေ။သူမကပိုက်ဆံအမြောက်အများဆုံးရှုံးရခြင်းအတွက်သာစိတ်မကောင်းဖြစ်နေသည်။ဒါနဲ့ချေယုံ Bryce ကဒီပစ္စည်းတွေပေးလိုက်ုံနဲ့ငါတို့ကိုကာတာမီသားစုရဲ့ပြန်ဝင်ခွင့်ပြုမယ်လို့ပြောခဲ့တာမဟုတ်လား။ဒီလိုဆိုငါတို့ကာတာမီသားစုကနေထွက်သွားစရာမလိုတော့ဘူးဆိုရဲသဘောမဟုတ်လား။အခုသူတို့ယူသွားပြီဆိုတော့အဖိုးစီသွားပြီးဒီအကြောင်းကိုပြောပြလိုက်ပါ။ကာယန်ကချေယုံရဲ့လက်မောင်းကိုဆွဲကင်ရင်ရုတ်တရက်တိုက်တွန်းလိုက်သည်။ချေယုံကကာယန်ရဲ့လက်ကိုဖယ်ရှားလိုက်ပြီးအေးဆက်ဆက်ပြောလိုက်သည် အမေပြန်သွားချင်ရင်ကို့ဘာသာသွားမေးလိုက်ပါထို့တို့ပြောပြီးနောက်သူမကအီမီလီယာလက်ကိုဆွဲကာထွက်ခွာသွားသည်ကာတာတို့အရင်ကလုတ်ခဲ့သမျှအရာအလုံးကခြေုံရဲ့နှလုံးသားကိုလုံးဝချေမောသွားစေခဲ့သည်သူမကကာတာမီသားစုတို့တေချာပေါက်ပြန်သွားမည်မဟုတ်ပေဟေးနင်ကငါ့ကိုစန့်ကျင်နေတာလားကာယန်ကမကြေမနက်ပြောလိုက်ပြီးရှာလော့ကိုလှည့်ကြည့်လိုက်သည်ရှာလော့သူမစကားမဆုံးခင်ရှာလော့ကကြားဖြတ်ပြောလိုက်သည်ဘသူကပြန်သွားချင်တာလဲကို့ဘာသာသွားမေးပါလားဘလို့ပဲဖြစ်ဖြစ်ကျွန်မကတော့အဲ့ဒီမီသားစုကိုပြန်မသွားဘူးထို့နောက်ရှာလော့ကစိတ်တိုသောအမှုရာဖြင့်ထွက်သွားသည် ဝီလီယံကကာယန်အားလျှူစုကမှိုင်းနေနေသောအမှုရာဖြင့်တိတ်ဆိတ်စွာအိမ်ထဲသို့ပြန်ဝင်သွားသည်။ခြံဝင်းတစ်ခုလုံးတွင်ကာယန်တဦးတည်းသာကျန်ခဲ့ပြီးကျန်ပြင်ပေါ်တွင်ထိုင်ကာသူမရဲ့ဆိုးရွားသောဘဝကြောင့်အဆုံးမရှိငိုကြွေးမိရနေတော်သည်။လူကတ်စ်ကအိမ်နာဖြစ်ပျက်ခဲ့သမျှအရာအားလုံးကိုမကြမီတွင်သိရှိသွားခဲ့သည်။သူကဝေးလံတော်နေရာတစ်ခုကိုအမှုရာမဲ့စွာစိုက်ကြည့်နေပြီးသူ့နှာခမ်းထောင်များကအေးဆက်သောအပြုံးတစ်ခုအဖြစ်ကွေးညွတ်သွားသည်။မင်းတို့ကာရာတွေကတည်ကျင်နေကြပြီဆိုတော့မင်းတို့ရဲ့ဆန်ရကိုငါကဖြစ်စီပေးရမှာပေါ့။အခန်း43မှ46ပြီးပါပြီ။